ရုရှားနိုင်ငံကာမီကီးယားပြည်နယ်အီလီစတာမြို့မှာစက်တဘာ28ရက်ကကျင်းပတဲ့တတိယအကြိမ်မြောက်ကျင်းပတဲ့အပြည့်ပြည့်ဆိုင်ရာဗုဒ္ဓဘာသာညီလာခံကိုတည်ရကိုအဓိပတိဆရာတော်ဘုရားကြီးတက်ရောက်ခဲ့တယ်လို့သိရပါတယ်။တတော်89နှစ်အရွယ်ရှိပြီဖြစ်တဲ့အဘိဓဇမဟာရထဂုရုတောထသမရွှေကျင်သာသနာပိုင်းတည်ရကိုစေယုံတော်များနဲ့တည်ရကိုကမ္ဘာဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိတည်ရကိုဆရာတော်ဘုရားကြီးဒေါက်တာညာနေတရာဟာ ကာမီကီးယားပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ဖိတ်ကြားချက်အရအဆိုပါညီလာခံကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။အဆိုပါတတိယအကြိမ်မြောက်ပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာညီလာခံမှာတည်ရကူဆရာတော်ကြီးဟာမြမဝိဟာရီတရား၄ပါးအကြောင်းကိုမိန့်ကြားခဲ့တယ်လို့သိရပါတယ်။အဆိုပါညီလာခံအခမ်းအနားကိုတခြားနိုင်ငံပေါင်းစုံကဘာသာရေးကောင်းဆောင်တွေတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ပီရကူဆီယာရိုဂျီဟာစက်တမ22ရက်ကလည်းရုရှားနိုင်ငံမော်စကိုမြို့နယ်ကီလိုမီတာ100အကွာမှာရှိတဲ့အတာနာမီယဉ်ကျေးမှုမြို့တော်မှာတည်ထားတဲ့ ရွှေစည်းကုံပုံတူစီတီတော်ရှောက်တော်မူဆင်းနုတော်နဲ့ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်တွေကိုဖူးမြော်ပြီးရာသီဥတုတန်ကြောင့်နိုင်ငံ့ပျက်စီးမှုတွေကိုပြုပြင်ဖို့မိကြောင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။